မြမရှေးဟောင်းပြူမြူဟောင်းကြီးတွေဘလို့ပြက်စီးခဲ့ကြတာလဲမြမသမိုင်းရဲ့အစောပိုင်းမှာခန်းနာထဲဝါခဲ့တဲ့ပြူမြူဟောင်းကြီးတွေဘလို့ပြက်စီးခဲ့ကြသလဲဆိုတဲ့မိကွန်းကသမိုင်းသူတေသနနယ်ပယ်မှာအမြဲတမ်းဗဟေးလိဖြစ်နေတဲ့ကိစ္စတစ်ခုပါတကယ်တော့ပြူလူမျိုးတွေဟာတိဘက်ဗမာအနယ်ဝင်နေတဲ့ကမြန်မာနိုင်ငံကိုအစောဆုံးရောက်ရှိလာတဲ့သူတွေဖြစ်နေပြီးတရေခေတရာ၊ဗိတနိုး၊ဟန်လင်းစတဲ့မျိုးပြနိုင်ငံတွေထူထောင်ခဲ့ကြတာပါ။ ဖြူတို့ရဲ့ယဉ်ကျေးမှုအစဉ်တန်းဟာဆွေတော့ရှေ့ရစုလောက်မှာတော့အံပွဲကောင်းလောက်အောင်လို့မြင်မာခဲ့ပြီးရွှေငွေကြောင်းမြတ်တွေနဲ့ဒဇာဆန်နဲ့လက်မှုပညာစာရေးသားမှုနဲ့ပြီးသူကပညာရေးမှာထွန်းကားခဲ့ပါတယ်သူတို့က AD 400စုနဲ့900စုမှာအထုပ်ထိပ်ကိုရောက်ခဲ့ပြီးတော့အိန္ဒိယကဂௌတာခေဘီတူကာရီနဲ့ဆင်တူတဲ့လက်ရာတွေဗျမ်းမီအခရာနဲ့ဆင်တူတဲ့ပြူစာအပြင်နာဂရီအခရာနဲ့ရေးတဲ့တက္ကတာပါဠိစာပေတွေကိုပါသုံးစွဲခဲ့ကြပါတယ် ဒါပေမဲ့ဒလိုခန်းနာလာတဲ့မျိုးကြီးတွေရာဆိုရင်တော့မြမမြေပေါ်ကနေချက်ချင်းကြီးတိန်ကောမေးမိန်သွားတယ်ဆိုတဲ့ကိစ္စဟာမယုံနိုင်စရာကောင်းသလိုဇေဝင်စားစရာလည်းကောင်းလာပါတယ်ဒါကြောင့်သမိုင်းတူတဲ့တီရိယာဆိုရင်တော့ဒီမျိုးကြီးတွေရဲ့ဇာတ်သိန်းကိုတီးရဖို့အတွက်သမိုင်းရာဇဝင်တွေထက်မြေလွာဖြတ်ပိုင်းတွေစီရနေပဲအဖြစ်ကိုရှာရပါတယ်။မြေလွာတွေကနေပြီးတော့မျိုးတစ်မျိုးဟာလူဖြတ်တာလား၊တဘာဝဘေးလားဆိုတာတွေကိုခွဲခြားနိုင်ပါတယ်။ လူဖြတ်တဲ့ဆွေနော်ပြာမီအမဲရိတိုက်ခိုက်ရေးလက်နက်အကျိုးဘဲတွေကိုတွေ့ရမယ်။တဘာဝဘေးဆွေနော်ရုတ်တရက်ပြိုကျတဲ့ပုံစံဒါမှမဟုတ်ရင်တော့နှုံးအနေအနဲ့တွေကိုတွေ့ရပါလိမ့်မယ်။သဆိုင်ရလူကြီးတွေရဲ့သူတေသနာတွေအားဆိုရင်တော့ဟန်လင်းမြို့ဟောင်းမှာမြို့ဝင်ပေါက်တွေမှာတုံးချောင်းတောက်တန်ဆူးညောင်းတွေကိုတွေ့ရတယ်။အခန်းတွေထဲမှာပြစ်ဖို့အတွက်ကြောက်ခဲတုံးတွေအပုံလိုက်ကိုတွေ့ရတယ်လို့ဆိုပါတယ်။ မြေလွာမှာပြာမြေတွေအလွာလိုက်တွေ့ရတာကြောင့်ဟန်လင်းဟာစစ်မဲ့ဖြစ်ခဲ့ပြီးတော့မိရှုဖြက်စည်းခံခဲ့ရတာသိကြပါပြီဆိုပြီးကောက်ချက်ချနိုင်ပါတယ်။ဗိတ်တနိုးမြို့ဟောင်းမှာဆိုရင်တော့အဆောင်တွေကိုနှစ်ကြိမ်ပြုတ်ပြန်ထားတာတွေ့ရပါတယ်။နန်းတော်အဝင်းကျဲမှာပြာမြေတွေတွေ့ရလို့မိလာမှုရှိခဲ့တယ်လို့မြို့ဝင်ဘက်ကကြောက်ရွံ့ခြေထောက်ကြီးနှစ်ရုပ်သာကျန်ပြီးအပေါ်ပိုင်းမှာပါတာဟာဆိုရင်တော့ဂျိုးကျော်သူတွေကတမင်ဝင်ဖြက်စည်းပြီးတော့ယူငင်သွားတယ်ဆိုတဲ့သဘောတွေကိုပြသလို့နေတာပါ။ ဒါကြောင့်ဗိတ်တနုံးဟာပထမကြိမ်ငလင်းလိုသဘာဝပေးနဲ့ဒုတိယကြိမ်မှာဂျိုးကျော်သူရဲ့ရန်ကိုခံခဲ့ရပြီးပျက်စီးခဲ့ရတာကြိမ်သေးပါတယ်။ဒီချက်လက်တွေနဲ့တရိခက်တရားမျိုးဟောင်းကိုလေးလာကြည့်တဲ့အခါမှာတော်တော်လေးကိုကြွေပြလို့နေတာပေါ့။တရေခက်တရားဟာဆွေတော့နန်းတော်ကြီးကြီးနဲ့ရေကျုံးတွေပါခန်းနာစွာတိဆောက်ခဲ့တဲ့ပြင်ဘာသာရေးစီးပွားရေးမှာအထောက်အထည်ရောက်ခဲ့ပေမဲ့လို့ဒီနေ့ထိတိုင်အောင်လို့တူဖော်မှုတွေရဆစ်ဖြစ်ခဲ့တဲ့အထောက်အထားအကျဉ်းချံတွေလုံးဝမတွေ့ရသေးပါဘူး။ တရဲခက်တရားရဲ့နန်းမြို့ရိုးဟာဆိုရင်တော့ပြူရေနောက်ဆုံးချိန်ထိပြုပြင်ခဲ့ကြအောင်အုတ်ချက်အရွယ်စားတွေကတတ်သိခံလုံနေပါတယ်ဒါကြောင့်တရေခေတ္တရာဟာကျူးကျော်တိုက်ခိုက်ခံရတာထက်ပထဝီနိုင်ငံရေးအရစီမံအုပ်ချုပ်မှုကြာစင်းပြီးဘရင်ကနေနေစားပယ်စားဆင့်ကိုလျှော့ကြခဲ့ပုံရတယ်လို့သုံးသပ်ရပါတယ် အထောက်အားဖြင့်ပြောရမယ်ဆိုရင်တော့ပြူမျိုးပြနိုင်ငံတွေကိုနန်ချိုတို့ကတိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီးရဲ့နောက်ပိုင်းမှာကြံတဲ့ပြူလူမျိုးတွေဟာမျိုးတူဗမာချင်းကရင်ပအိုးစတဲ့လူမျိုးတွေနဲ့ရောနှောပြီးတော့ဗမာလူမျိုးဆိုတဲ့အမည်အသင်းနဲ့ဆက်လက်ရပ်တည်ခဲ့ကြတယ်လို့ယူဆရပါတယ်ပြူဆိုတာကတော့ဒီကနေ့ဗမာလူမျိုးတွေကိုဗျူမာဟုခေါ်တဲ့ရှေးအမည်ဖြစ်ပြီးတော့ပြူနဲ့ဗမာအတူတူပဲလို့ယူဆကြတဲ့သူတွေလည်းရှိခဲ့ကြတာပါ။ ပရိသတ်ကြီးတို့ရောတလူခန္ဓာထေဝါလာတဲ့မြို့တော်ဟောင်းကြီးတွေရဲ့ပျက်စီးရခြင်းအကြောင်းရင်းတွေကိုကြားရတဲ့အခါမှာရှင်နေမဘလို့ခန်းစားရပါသလဲနော်ဒီကနေ့ရဲ့ရွှေဘို channel ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသေးသေးတော့ကြောင်းရရိစိတ်ဝင်စားဖွယ်ကြောင်းရရိနဲ့ပြန်လာခဲ့ပါမယ် subscribe like and share ခေါင်းလောင်းလေးနေပြီးအားပေးသွားပါရှင်